ားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့တိုင်းဆရာကြီးမဟာဆိုရေးသားထားတဲ့ကက်ကင်းတန်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝတ္ထုလေးကိုတော့1939ခုဇွန်လထုံကြည်ပွားရေးမဂ္ဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်ကက်ကင်းတန်မိဘအုံးတငယ်ချင်းရဲ့အုတ်ရှိပင်ကအတီတလုံးကိုမိအုံဖုတ်လိုက်ရင်အဲ့ဒီအပင်ကတည်သည်မအကုန်ကွက်ဧတယ်တဖန်မိအုံထားတဲ့အုတ်ရှိတီကို ရှုပ်ဖို့ထဲမှာပြန်စိတ်ထားရင်အကောင်းတွေတီးပြန်တယ်ဒါတွေယုံရက်လားအေးဘယ်သဘောရဲ့လို့တော့မပြောတတ်ဘူးလက်တွေစမ်းဖို့လို့ယုံနေကိုပါတီတီဓာတ်စရာရောင်ရောင်နဲ့ပိုအောင်စိတ်အားလက်တဘာဝများကိုရှင်းလင်းပြောဆိုနေတယ်ကိုပါတီမျက်နှာမှာခက်ပြုံပြုံဖြစ်နေပြီးကိုအောင်စိတ်မျက်နှာမှာဟန်လို့ပြောရတော့လေအတွင်းစိတ်မရှင်ကြောင်းတခါတခါမျက်နှာငဲသွားခြင်းဖြင့်သိရှိနိုင်နေ၎င်းတို့နှစ်ဦးမှအပြင်းပြေစကားနှင်းတော့ ရဲရွှင်စရာများပြောဆိုနေသည်မဟုတ်ပိုအောင်စိန်မှာညာကစားမရကြောကလေးအိမ်မစိတ်ကောက်ထွက်သွားတော့ကြောင့်တကယ်ချင်းကိုပါတီကဓာတ်ရိုက်ပေးမည်ဟု ပြောရကအထက်ပါအတိုင်းနှီးနှောနေခြင်းဖြစ်တယ်အနောက်ဘက်တာလုံးမင်းတရားကြီးတောင်ငူကို တိုက်တော့မယ်ဆိုတော့ဘာမဲစရာတော်ရဲ့အစီရင်အတိုင်းတောင်ငူရဲ့ကကင်းတဲ့ငူတောင်းနဲ့နန်တူကလေးပင်တက်ဆွဲတိုက်လို့စစ်နိုင်တယ်ဆိုတာတော့ ရာဇဝဲမှာမင်းတွေ့ဖို့မှာပေါ့အေးဆရာတော်အမရခက်လို့တောက်ကြကိုခေါင်းကဖြုတ်ချတာပါဖတ်ဖို့ပါတယ်မူလကျမ်းရင်းမှာလက်ပံမြင်းလာမှတ်တာတခံဖွဲချန်းကင်မုံဓာတ်ပြန်ညှို့ဣတယ်ကွအတိဘယ်ကလက်ပံပင်ကိုသူ့ရဲ့ဓာတ်ပြန်ဖြစ်တဲ့မြင်းလာရဲ့အစွဲနဲ့ရိုက်ပေးရင် အပင်ဘောကအသီးတွေတဖုန်ဖုန်နဲ့ကျွေကြတာပဲပြီးတော့ကမုံကိုသူ့ရဲ့ဓာတ်ပြန်ဖြစ်တဲ့ဖွဲချန်းအပင်ရင်းမှာ မီးရှို့ထားရင်အဲ့ဒီဖွဲ့မိကုန်းနဲ့အငွေတက်ထိတာနဲ့တပြိုင်နက်တမွန်းသေးတွေတဖို့ဖို့ကြွေးကြတာပဲကခကကငါတနင်းနာစစစစညအင်္ဂါဆိုတဲ့နန်ကောက်လည်းနားလဲတယ်မဟုတ်လားအေးအဲ့ဒါလည်းနားလဲတယ်မင်းပြောတာစမ်းကြည့်ဖို့ရလားကွာစမ်းကြည့်ဖို့တယ်အမှန်အစိုးတိုင်းတွေ့လို့ငါဒီပညာကို လိုက်စားတာပေါ့တချို့ကအင်္ဂလိပ်စာတက်မော်ယူလို့ငါ့ကိုလှောင်ကြတာ ပညာရဲ့အစီအနေမသိကြလို့ပေါ့ကိုအောင်စိန်ကကိုဘတီအားတက်တူရွယ်တူကျောင်းနေပဲသဲမနာစုမနာတငယ်ချင်းပင်ဖြစ်စေကမို့ဇရာတစုကဲ့သို့ဤညူချင်းစိတ်ပေါလာရန်တူတယ်လူတွေမတော်တဆသေးကြဇရာဝန်ကယောဂါရှာမတွေ့ရင်နှလုံးယောဂါလို့ဆုံးဖြတ်ကြတာစင်စစ်ဓာတ်ခိုက်ဓာတ်ငုံဓာတ်အပြည့်နားမလဲလို့ကွာတချို့ယောဂါတဲ့တွေကအစာမှပြီးယောဂါတူး ဖြည့်စေးမသိတေကြတာပဲဥပမာငွားသားစမိလို့ယောဂတိုးတယ်ဆိုပါတော့နွားဆိုတဲ့စနေနံရဲ့သပုတ်နံဟာကြာတာပရိဖြစ်တော့ဘူးရွက်ကိုကြိုတက်ရင်ကြောက်တယ်ကွအဲ့ဒီအတိုင်းကြံရင်ကျွဲသားကြောင့်ဖြစ်ရင်ဒက်တလွန်ရွက်အခေါက်ကြိုတက် ရေဘဲကြောင့်ဆိုရင်ဈေးမြင့်ကိုတက်အဲ့လိုကုရတယ်ကြံရင်မှသူ့ကိုနိုင်လို့စနခုတို့ရဆေးပေါ်တော့လို့ညှို့ထားတာပဲ။ ကဲကဲကဲကင်းတဲ့ဖွင့်ကြအောင်စို့ကိုဘသည်သည်ကုံလူနီးသောစီဂရက်တို့ကိုပြကန်ခွက်ထဲသို့ပြစ်ချကားကိုအောင်စိန်အမူရကိုအကဲခတ်ကြည့်ရှုရင်အင်းဝရှင်ငယ်နတ်တာစောင့်ပါဒါဟာအရက်ရှိမျက်နာကိုအနောက်တောင်အရက်ကစပြီးနန်းတဲ့ကောက်ယူပြီးခြရမှာပဲဒီလိုခြရင်တင်းငွေတွေတာသမီအနောက်တောင်ဘိုးတို့တာသမီမြောက်ရဟုတ်တာသမီအရှိမြောက်အဲ့လိုဖြစ်မှာပဲ ဒါတွေကြတော့တိတ်နားမလဲဘူးကွာဓာတ်ရိုက်ဖို့ပြောပါတော့ဒီလိုကွာမမြတန်းကကြတာပရိသမီမဟုတ်လားအခုသွားနေတာကဒလာပဲဆိုတော့ဒလာရဲ့ကကင်းတက်ရင်းတိုက်ပင်ဆက်ရမယ်မိဘအောင်တငယ်ချင်းရဒလာရဲ့ကကင်းတက်ဟာလင်းတာကောမဖြစ်နိုင်ဘူးလားလင်းတာတကောင်လောက်ဖမ်းပြီးစီရင်ရင်ကောမပြောတတ်ဘူးသူ့ကျန်းကတော့ရင်းတိုက်ညှို့ထားတယ်အပင်မလားကွာ ပလိတ်နံပါတ်ထုတ်လဲရင်းတိုက်သားတွေပဲအဲ့ဒါတုံးရင်ကုန်အပေပါစိုးမကွာငါရှာပြီးလုပ်ပေးပါမယ်အဲ့ဒီရင်းတိုက်သားကိုမင်းတို့အိမ်ရဲ့အနောက်ဘက်ဒင်းကားလန်အပေါ်မှာစိုက်ထားရမယ်ဘာဖြစ်လို့လဲဆိုတော့တတာပရိသမီးရဲ့ဘူလာအရက်ကနောက်ရက်ကိုကွာကိုအောင်စင်သည်အော်တော့အမူအရာနဲ့ကိုဘသည်မျက်နှာကို ကြည့်နေလေတယ်။ဟိုဘာဖြစ်လို့လဲမင်းမယုံလို့လား။တန်းကြည့်တာဘာလွန်တယ်လဲ။ငါမယုံလို့မဟုတ်ပါဘူး။ မင်းလည်းငါနေတဲ့ဝါကမလန်ကိုရောက်ဖို့သားပဲငါအိမ်ကအရှိအနောက်တန်းပြီးနေတာတိန်နဲ့တိန်ကလည်းအမိုးချင်းထိညံ့နေတာအနောက်ဘက်လင်းကားလန်ကွာဆိုတော့ဘယ်နဲ့လုံးစိုက်မလဲကိုဘတည်တည်ခဏများငိုင်းသွားပြီးလင်းကိုအောင်စိန်အားဆက်ခနဲ့ကြီးကအေးကွာရကုန်မှဆိုရင်တိုင်းရိုက်စရာတွေအကျက်ပဲအခုမိအိမ်ကစံချောင်းတဲမို့ရေးကြီးတွေ့သေးတယ်မျိုးလည်းကောင်းဆိုရင် အခက်ပဲဒီလိုလုံးကြစို့ကွာ အိမ်အောက်အနောက်ပိုင်းမှာစိုက်ကြည့်တာပေါ့မင်းသဘောပဲလေစမ်းကြည့်တာပေါ့ဒါပေမဲ့ဒင်းမြင့်လူတွေမင်းမပြောရဘူးနော်သိချပါကွာငါအလဲကပြောပါမလားကဲသွားမယ်ကွာအိမ်ခိုင်းတဲ့ကောင်မလေးတယောက်ထဲရေပိုတော်ကြီးကဈေးသွားခြင်းသွားနေမှာဟိုပိုးနာကြီးထိုးကနေနေတော့နာကြီးကိုကြည့်ကကိုဘတီအိမ်မဆင်းသွားလေတယ်ဟဲ့မမ်းမြတ်တဲ့တော်တော့ကွာတပြည့်တော်တော်နဲ့မပေးနိုင်တော့ဘူးပြောမှာပေါ့ ကျင်းကပြောစရာလောက်တာပေါ့ကျမမို့ဒီလောက်သာပြောတာမင်းကိုနားလဲအောင်ရှင်းပြပါကောကွဲ့မင်းရမင်းတဲနေတော့တာပဲကျမမိမလည်းရင်းနဲ့စားစောင်းလာတော့ကမယုံပါဘူးအခုတော့တက်တယ်တက်ကရနေမိနေဖြစ်ဟာဟော်ဘူးဆိုတာယုံရမှာလားဒင်းမယားနှစ်ဦးကစကားစစ်ထိုးနေကြလေပိုအောင်စင်ကပလယုံအစအိုးရှိဟန်တာရီရုံးတွင်စေကြီးတရားဖြစ်တယ်၎င်းမှာမကြကနာ အတဲ့အရာရှိနဲ့တော့တဲ့ရာတို့လိုက်ပါသွားရတယ်။ဤစကားများသောအချိန်တိုင်းမူကိုအောင်စင်ဤအဲ့ရလေးထဲမှဝါးပိတ်တစင်ခေါင်းတွင်တန်ခါပေါင်တာများလူနေခြင်းကိုအဲ့ရလေးဖြစ်စဉ်မျက်မြတန်တွေ့ရသောကြောင့်စူနေခြင်းဖြစ်တယ်။ရခင်တကြိမ်ကလည်းကိုကိုဒီတခါတော့တဲ့လာရင်ပုံပြာပေါင်တာဖို့တဘူးကြောချက်လုံးချင်းသာပေါ်လီတုံးတဲ့ဝဲခဲ့ပါနော်။သာတော့မိမလက်ရင်းနဲ့သာလဆောင်ရှာဖို့တော့ကြောင့် မီးလောင်ရာလေပင်တကယ်တော့ပုတ်ပွက်ဆူနေခြင်းဖြစ်တယ်။မင်းကတိတ်ခက်တာပဲ။ဒူယုံမှာကိုလာဖြိုးဆိုတဲ့လူတယောက်ရှိတယ်။အဲ့လူကအလွန်နောက်တက်လူ။ငါပြန်လာတော့အဲ့ရလေးနားမှာသူရှိတယ်။ငါလည်းပဲရေတောက်ထွက်တော့သူကြဲကြဲဖက်ဖက်ဘီးတို့တရကားမုံတို့ထဲလိုက်မှာပဲ။ရုံတက်နေတဲ့လူတယောက်ကဒါတွေဘယ်ကရမှာလဲ။အရင်ကစရေးတရာကိုတည်ရစ်တာတယ်။စံစုတစ်ခွေသူ့ထက်လွတ်လိုက်လို့ရံပြစ်လိုက်ကြတာ။ လူတို့တွေလိုက်ရှင်းပေးရတယ်။လည်းကားပါဒါကရှင်ရဲ့စင်ကြယ်လုံးတွေပြောနေတာပါ။မယုံရင်ကိုလာဖြူကိုခေါ်မေးကြည့်ပါလား။အမှန်တိတ်မှာပေါ့။တကယ်လို့ဒါငါမြင်ငယ်ထားရင်မင်းဆိုတာပြောပြပြနဲ့ခဲနေမှာပေါ့။ပြောပြပြနေလေဒီကအေးမှာလား။အစကတော့မင်းအပြင်ဘသူမှမချစ်ပါဘူးလေ။တမိုးအောင်တယောက်ပဲမှတ်တယ်နဲ့။အခုတော့တကယ်လဲတော့ကွာ။ကဲမယုံငယ်ယူတဲ့ဟေ့ဘာဖြစ်တယ်လဲ။ဘာတတ်နိုင်တယ်လဲ။ အခုလိုပြောင်ပြောင်ဝင်ခဲ့မှာလားဒီတော့ကျမကလည်းရှင်နဲ့ကြွားပြီးရကြတယောက်ယူပြီးပြလိုက်မှာပေါ့ပိုအောင်စိန်သည်ထိုအုံမျိုးကိုမခံနိုင်တော့ချေဒေါသအခိုးများဖြောင်းချောင်းထွက်လာတဲ့ကဲတော့ထင်ရတယ်အန်သွားကြည့်ကြည့်လေမင်းလည်းမကြွားဘူးငါမရင်ငယ်နဲ့လည်းနေမယ်ကဲတည့်ရလားအမမကြွားလဲလင်းငယ်နေလိုက်မှာပေါ့သူတို့မရင်ငယ်နေတော့ဘာမှမပြောရဘူးမရလင်းငယ်နေတော့အယုတ်တမဘာမှနဲ့ဘာတရားတဲ့ယောက်ျားတွေလဲ တရားတယ်တရားတယ်ယောက်ျားကောင်းမိန်းမတသောင်းနဲ့တည့်ရလား။ဟိုးမိန်းမခင်ရင်လဲဒင်းတသိမ့်မယ်။ဘာဖြစ်သေးသလဲယူပြလိုက်မယ်။ကိုအောင်စိန်ကစိတ်ကိုအကျုပ်တင်းနိုင်တော့ချင်းမမြတန်ရှိရာသို့အပြေးကလေးသွားပြီးလျှင်သပင်ဆွဲကဖနောက်နဲ့ပေါ့မီလှုပ်ပြီးမှခြေလုံးမီဆို၍လက်ဖနောက်ဖြင့်ကလက်ထုအုံးလေးချက်ထုတ်လိုက်တယ်။လှုပ်လှုပ်တေးအောင်လှုပ်သူကလည်းမြင်ငယ်နေသေးရဲ့သူလည်းရိုက်သေးရဲ့ အမလေးအမေရဲ့အမေသမီးဖြစ်ပုံမြင်လဲပါအောင်ဟိုမမြတန်းသည်အော်ရင်ငိုကြွေးကတပြည့်တောက်တော့ပြောဆိုနေလေတယ်။ကိုအောင်စိန်မှာရုံသွားစရာကိစ္စရှိသဖြင့်အဝယ်စားများလဲကထွက်ခွာခဲ့လေတယ်။ညနေအိမ်ပြန်လာသောအခါ၌ကမမြတန်းကိုမတွေ့ရတော့ချင်းအစီကံမကလေးပြောပြသဖြင့်သူမိဘရှိရာဒလဘက်သို့ပြန်သွားကြောင်းသိရလေတယ်။ကိုအောင်စိန်၌က တွေ့နေကြမျှော်နေကြ နီးတဲ့ကိုမတွေ့ရသဖြင့်စိတ်ထဲတွင်ဟာသွားနေတယ်။ညအချိန်တိုင်းမို့ကတာရွေ့ပင်လွမ်းစောအမတ်ရနေတယ်။သူ့ရတွင်သူ့မိဘကပြန်၍ပို့လိုက်ပြီဟုနှစ်ရက်တိုင်တိုင်စောင့်စားခဲ့ရ။မပေါ်လာတော့မှတငယ်ချင်းကိုပါသည်အိမ်သို့တင်းငွေတွေနေ့တွင်တွားရောက်တိုင်ပင်ခဲ့ခြင်းဖြစ်လေတယ်။ဤလင်မယား꽌ကန်၌ကိုပါသည်နှင့်ကိုလာဖြူတို့ဇက်ချုပ်ကိုမထက်လျင်မဖြစ်ချေ။ကိုပါသည်သည် ။ပိုအောင်စိန်နဲ့မက်မြတန်းတို့ချစ်ခင်ကြပုံတူဖို့တူအလိုလိုက်ကြပုံကိုပိုလာဖြူအားပြောပြမှုတယ်။ပိုလာဖြူကလည်းပိုအောင်စိန်ဤစာတားမှာပဒဏီအိမ်တွင် ဥပတ်ကြိုက်ပြီးအင်္ဂါနဝင်းစီးနေ၍အောက်လူများနဲ့စကားများတဲ့ကြောင့်မရားချိုဖြစ်သောမူလတောက်ကြချိုပေါ်သို့လည်းကောစာအင်္ဂါချိုစီးနေ၍လေမယားခုနှစ်ရက်အတွင်းပွဲကိန်းမြင်ကြောင်ပြောပြရ။အာခမရကလည ဘေးတင်ဂျုံနေလို့အလကားပါဗျာမဖြစ်နိုင်ပါဘူး။ gain တောင်းမလား။ဂျူနီဝါကကိုတလုံးချင်းလေ။ကိုဘာတီတီကိုလာဖြူကြီးအကျင့်ကိုသိတယ်။တို့ရတွင် မမျက်တမ်းမှာ အတော်စိတ်ရှိ၍တိခတ်နိုင်သူဖြစ်သည်ဖြင့်ကိုလာဖြူညံစင်စေကောင်းမို့မယုံကြည်တန်ရာယုံကြည်သည်ထားပြီးအောင်တိခတ်ဖြောင်းပြလိမ့်မယ်ဟုထင်ခဲ့လေတယ်။တို့ရတွင်မိမိထင်တဲ့ကဲ့သို့မဟုတ်တကယ်ပင်ပွဲသွားကြကြောင်းကို ကိုအောင်စိန်လာရောက်မတိုင်မီပင် မနေ့ခင်းကပဲသိရှိ၍ထွန်းညံ့နေတွင်ဝီစကီဘိုးရှစ်ချက်ကျော်မိမိကစိုက်ထုတ်ပေး၍နှစ်ယောက်အပြင်အခြားအဖော်တယောက်ပါတိုက်လိုက်ရတယ်။ကိုဘသိမ်မှာကိုလာဖြူအားဂလန်စားချေလို့တဖြစ်မိမိကလည်းတိုက်ရိုက်ပညာဖြင့်ပြန်ခေါ်မယ်။တစ်ရက်အတွင်းပြန်လာရမယ်။မလာကတစ်ဆယ်ချက်တန်အိရှောတလုံးတိုက်မီဟုပြောခဲ့တယ်။မမြတန်ပြန်လာက ကိုလာဖြူကတိုက်ရန်တောင်းကြေးကြပြန်လေတဲ့။ကိုဘသည်စိတ်ကူး၌ကိုလာဖြူကလိန်ကြကြောင်းမမြတန်အားရှင်းပြကချက်ချင်းပြန်လာမည်ဟုထင်ခဲ့တယ်။ကိုအောင်စိန်ပြောချက်အရာမို့ဝိုင်းညာပေးကြတာပဲဟုတွေးတောစရာဖြစ်နေတယ်။မမြတန်ရှုံးမိမဟုတ်။ကိုလာဖြူကိုတိုင်းပင်ဖျားကျန်းကျိန်ကျိန်ရုတ်တရုတ်တာနဲ့အတော်ရှင်းอยู่ရမည်ဖြစ်ကြောင်းကိုတွေးမိလေကိုဘသည်မှာဒူနောက်ကို ကိုလာဖြူအားစိတ်မဆိုးတာ လင်မယားကွဲနေသောတငယ်ချင်းအာတနာလောင်စာရတွင်လည်းနိုင်ခြင်း၍ထိုတင်းနှင်းကိုနေမှာပင်ဒလဘက်သို့ကိုသွားကပေါအောင်စိတ်မှမမျက်တန်ထွက်သွားပြီးနောက်အစိတ်တောက်လို့ဇေယုံရောက်နေတယ်အခုလည်းကြောင်ကတန်းနေမမျက်တန်ကို တတ်တာနေတာပဲဟုမျက်နာအမူအရာဟန်ပါပါနဲ့ပြောလိုက်ရမမျက်တန်မှာအစဖရမသောမျက်နာပြက်သွားပြီးခြေလမ်းမှားမိကဲ့သို့ဖြစ်ပြီးမှဩဟုတ်လားရှင် ဘဘတိခနာကလေးစောက်မအောင်ဟိုအိမ်ပေါ်မှာခက်သက်သွဲဆင်းသွားလေတယ်၁၀မိနစ်ခန့်ကြာလျင် ပြန်ရောက်လာ၍ရှင်လဲတကြိမ်တည်းတညံနဲ့ပေါ့တော်တော်ရှင်လဲမလာခဲ့နဲ့ဒီမကောကိုလာဖြူမနေစောစောကပဲသတိပေးသွားတယ်ကိုအောင်စင်ဟာကိုဘတိနဲ့တကြိမ်တည်းတညံနဲ့အသေးအတန်ဖြစ်တယ်ဘာဖြစ်တယ်စေယုံရောက်တယ်ဆိုရင်တယ်လီဖုန်းနဲ့မေးဆိုလို့စေယုံကြီးလှမ်းပြီးတော့ရှင်လာညာတာသိရတယ်ဟိုပြောလိုက်ရကိုဘတိမှာ မိတို့မြမတက်နိုင်ပဲလက်လျှော်ပြန်ခဲ့ရလေတယ်။မမြတန်ပြန်ရောက်မည်နေ့မှာအင်္ဂါနေ့ဖြစ်တယ်။အင်္ဂါနေ့မှာမရောက်လျင်ဘုရိုးနေ့တွင်တရကြက်တန်အရဲ့ပုပ္ပတိကဒါရကလောက်ရမည်ဖြစ်တယ်။တနင်္ဂနွေနေ့ကမိမိစီမံထားခဲ့သောရင်တိုက်ပင်ကလေးသည်ပုပ္ပတိအားအခုအညီမရ။နောက်ဆုံးတွင်အကြံပိုင်သော ကိုလာဖြူအားပုပ္ပတိသည်အိပ်ရောဒပ်ဘလင်းကို အောင်တက်တက်နဲ့တိုက်လိုက်ရလေတယ်။ကိုလာဖြူကတိုးစင်များ နောက်ပြောင်သူဖြစ်တော့တယ်။၎င်းမှာကမချောင်းတာဓာတ်စရာဘေးရင်တို့မှာကအတော်အခန့်ရခမဲအိပ်ျော်တောက်ရပြီးနောက်တရက်တွင်ကမိမိအရက်တောက်ချင်၍ကြံရပုံဘီးဘယ်ကရှား၍တနက်ခါကဘသူသွေးပေးသော အမုတ်ကိုထက်လိုက်ကြောင်းမြင်းမြင်းတက်တည်များနေတကွာရှင်းပြတော်လဲကိုအောင်စိန်ကကိုလာဖြူကို တွေ့တိုင်းကက်ကြီးကိုင်းနဲ့တွေ့သူကဲ့သို့အထူးတရီချာနေရလေတော့တယ် ုတ်ကဲ့ပါရှင်။နားဆင်အားပေးသူအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။